ဒလီလာပြီးစတက်စတက်ကိုတိုက်ဖို့တော့လာကူပေးတာမျိုးလုပ်နိုင်တယ်။ဒီလောက်ပဲရှိမယ်။အဲ့တော့နောင်ချိုးဘက်မှာတော့တက်ကမကြရင်မပြန်ရဘူးနီးစက်နေပြီဆိုတော့ကောက်ချက်ချတယ်။ပြီးတော့တိတ်မကြရင်တက်ကရမှာနောင်ချိုး။ပြီးတော့ဘမောဘက်မှာလည်းတက်ကအရင်တော့ဆိုရင်တက်ကမြေပြင်ထိုးစစ်လက်ချင်ရအောင်မယ်မလားပါ။ကြော်မျိုးမျိုးနဲ့တရင်သုံးချက်လေးချိုးတာတော့ကြည့်အောင်ခင်ဗျာ။ကျွန်တော်တို့ဒီချမ်းမြောက်စွာကိစ္စမှာလည်းနောင်ချိုးနောင်ချိုးဘက်မှာကတက်ကတော်တော်လေးအချိန်ကြီးကောင်းနေပြီလို့ကြားတယ်။အဲနောင်ချိုးကတော့တိတ်မကြရင်မှာတက်ကသူတို့လက်ထက်ရတော့မှာပေါ့နော်။ကန်ဟိုဖြစ်ချင်တော့ TNL လေးကလည်း ကြည့်ရတာ TNL ကလည်းအာကြည့်ရစစ်တပ်နဲ့လှမ်းပြီးညှိနှိုင်းလို့အဆင်မပြေတော့တဲ့အခါ TNL ကလည်းသူ့အင်အားတွေထပ်ပြီးတော့ကောက်ပြီးခဲ့ရပိုင်းကမောင်ဆောင်ကားတို့အုပ်စုရဲ့စစ်တီအင်အားတွေယူသုံးဖို့ပြင်နေကြတဲ့သဘောရှိတယ်။ပြီးတော့ကြောက်မဲနမ်ဆန်ဘက်ကနေ TNL ကိုနောင်ချိုဘက်ကိုအတင်းပို့နေလို့ကြားတယ်။အဲ့တော့မြို့စုံမြို့ပြင်နေရာတွေမှာသူတို့ကမြို့မကြရေးတော့ကိုခန်းစစ်ပြင်မှုကြိုးစားတယ်။ပြောရရင်တော့ TNL uniform ဝတ်ထားတဲ့တရုတ်စကားပြောနေသူတွေအများကြီးလည်းပါတယ်။မောင်ဆောင်ကားရဲ့ BP လည်းဇင်းနှင်းချိုလည်းအများကြီးပါတယ်လို့သိရတယ်။ ဆိုတော့ပေါ့လေ0ရိပ်ဘက်ကနေဖြောက်ဝင်တဲ့ man pdf တွေလည်းရှိတယ်ဒါပေမဲ့တန်ဖိုး30ကျမှတော့တကောင်းကစင်ကလေးအဖြစ်နေ30ဘက်ကနေ dnl စကူအဖွဲ့တွေကဒီနောင်ချိုမချိတ်မိသေးဘူးအဲ့တော့ဘန်ပွေးအုံမဒီအဲ့ဘက်ချမ်းနေလဲဒါဆက်ဆက်ပေါ်ဖြစ်နေလို့ကြားတယ်အဲ့တော့တိတ်မကြခင်မှာတော့ဒီ dnl ကလည်းနောင်ချိုမကြရေးအတွက်သူ့အင်အားတွေထပ်ဖြည့်နေသလိုတက်ကလည်းနောင်ချိုထိုးစစ်ဆင်ဖို့ရှင်းပြတော့အချိန်တစ်ခုခဏစောင့်ပြီးတော့ပြင်ထိုးစစ်ဆင်နေမယ်လို့ယူဆတယ်ဒါတစ်ချက်နောက်တစ်ခါ last show မှာလည်းတက်ကသူ့ရဲ့စစ်တီအင်အားတွေကိုထောင်လက်ချီပြီးတော့ last show တွေကိုထပ်ဖြည့်လိုက်လို့ကြားတယ် dnl တွေထပ်ဖြည့်နေ စစ်တင်ရရလာချိုမှာထောင်ချီထပ်ဖြစ်နေဆိုတာလာချိုကနေတီဘောကြောင်မဲ့နောက်ဆိုပြန်လာပေါင်းဖို့လားဒါမှမဟုတ်လာချိုကနေတိမ်ဒီဘက်ကိုတက်ဖို့လားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့လာချိုမှာလည်းတက်ခင်အင်အားတွေကိုထောင်လက်ချီထပ်ဖြစ်နေတယ်ဖြည့်ပြီးတော့တက်ဖြည့်ပြီးတော့ကားတွေမှာဒဏ္ဍာရီတော်တော်များဒဏ္ဍာရီပါလို့ကြားတယ်အဲ့တော့တက်ကရှမ်းမြောက်ကိုတော့လက်ထက်ကိုပါရနေပြန်ကုတ်ယူမဲ့သဘောတွေ့ရတယ်အဲ့တော့နောင်ချိုကိုတော့တက်ကအပြိုင်အပီးကိုပြန်ယူမှာပါတရားဘက်ပြန်ယူမှာနောင်ချိုတကယ်ပြန်နေလေးတရားနောင်ချိုကနေပြီးနောင်ပိုင်းမှာတကယ်ကိုပဲခွေးခွေးပြီးပြီးရမယ်သဘောတော့ရှိတယ်ကျွန်တော်ဒီတိုင်းသွားရင်ပါတော့တရားနေလေး ဆက်ပြီးတောင့်ခံနိုင်မယ်ဆိုရင်တောင့်ခံပေါ့ဒါပေမဲ့လည်းကျွန်တော်အမြင်ပြောရရင်တော့ TNL တောင့်ခံနိုင်စွမ်းရည်ရှိမှရှိမှာပုံပေါ့ဘာလို့သူ့ဘက်ကနေပါပြီးတိုက်ပြီးမဲ့လူက MNDL တိုက်ပြီးမဲ့ပုံပေါ့ဝါလည်းနောက်ပိုင်းကဟိုနှာစေးသွားပြီအာ KIA ကလည်းတိပြီးတော့ကူမဲ့ပုံပေါ့ဘူးအဲ့တော့ AA ကလည်းလာတိုက်ပြီးလို့ဆိုတော့သူ့ဟာဆိုတော့စစ်မင်နာရခိုင်မှာရှုပ်နေတယ်ဆိုတော့လာတိုက်ပြီးနေတာကမောင်ဆောင်ကားတို့အုပ်စုတစုနဲ့ဒီမန္တလေးပြည်ကအုပ်စုပဲကြည့်ရတယ်အဲ့အဲ့ဒီအုပ်စုကလည်းမိုးကုတ်ဘက်ချမ်းမှာမိုးကုတ်မတရားတပိချင်းဘက်ချမ်းမှာ TNL နဲ့အသိပ္ပီးကြည်တာမဟုတ်တဲ့ခါကျတော့ ကုန်မှာမဟုတ်ဘူးသို့တော့အဲပုံရံသူတိုက်ဖြတ်ရေးဆိုတဲ့ခေါင်းစဉ်လေးတစ်ခုနဲ့ပဲနည်းနည်းလေးလာပြီးစက်စက်ကိုတိုက်ဖို့တော့လာကူပေးတာမျိုးလုပ်နိုင်တယ်ဒီလောက်ပဲရှိမယ်အဲ့တော့နောင်ချိုးဘက်မှာတော့တက်ကမကြရင်မပြောင်းရဘူးနီးစက်နေပြီဆိုတော့ကောက်ချက်ချတယ်ပြီးတော့တိတ်မကြရင်တက်ကရမှာနောင်ချိုးပြီးတော့ဘမောဘက်မှာလည်းတက်ကအရင်တော့ဆိုရင်တက်ကမြေပြင်ထိုးစစ်မဆင်သေးဘူးတဲ့အခုဒီရပိုင်းနှစ်ရက်လောက်ရှိပြီတက်ကဘမောမျိုးထဲမှာမြေပြင်ကိုထိုးစစ်ဆင်ပြီးတဲ့အစောပိုင်းတော့တိုက်ဒီပေါ်နေပြီးတော့လက်နက်ကြီးနဲ့ပြစ်တယ်အဝတာအဝေးရတာဝင်းနဲ့ပြစ်တယ်အပေါ်နေလေးနဲ့ပြစ်တယ်ဒရုန်းတွေချတယ် ပရိုမိုးနေချတယ်အဲ့လိုမျိုးလုပ်နေအခုတက်မတော်ရဲ့စစ်ကြောင်းတွေကဗမော်မျိုးတွေရက်ွက်နေတဲ့ကိုစပြီးတော့ကြည့်တယ်ဒီအမိုက်တွေရှင်းလင်းရေးပေါ့အမိုက်ရှင်းလင်းရေးကိုစနေပြီလို့သိရတယ်ဒီလိုရှင်းလင်းရေးစနေတဲ့ကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်ဘူးကိုယ်တိုင်ကဝန်ခံတာတက်စစ်တပ်ကကောင်နေတယ်အခုဆိုရင်ဒါဒီဗမော်မျိုးတွေကိုသူရှင်းလင်းရေးတွေဝန်ဗမော်မျိုးတွေမှာမျိုးတွေကိုတော့ထိုးစစ်ဆင်နေပြီတဲ့အဲ့တော့တို့တို့အနေနဲ့ခုခံတို့တို့အကျင့်နဲ့တော်တော်လေးခုခံနေရတယ်ဆိုတော့ဘောတို့ဒီနော်ဘူးတို့အုပ်စုဝန်ခံထားတယ်ပြောရင်တော့ဗမော်မှာတို့ကြမယ်လို့ဗမော်တို့ရမယ်လို့ထင်ပြီးတိုက်ခိုက်ကြတယ်ဒါပေမဲ့တက်ကဗမော်တို့စစ်စစ်ညစီလုံးမှုကြီးသွားတယ်ပြီးတော့ တက်ကအခုပြင်းပြင်းထိုးစစ်တွေဝင်နေပြီဆိုတော့ထိုးစစ်ဝင်ပြီဆိုတိတ်မကြတဲ့ကာလမကြခင်ကာလရောက်ရင်တော့ဘုံဘောကတက်ကလက်ထက်ကိုပြန်ရောက်မယ်တဘောရှိတယ်အဲ့တော့ KIA နည်းနည်းလည်းဘလောက်တောက်ခံပြီးတော့ဒီဘုံဘောမှာတောက်ခံထားမလဲကျွန်တော်စောင့်ကြည့်မယ်တစ်ဖက်မှာလည်းဖားကံမှာ KIA ကတဖြည်းဖြည်းနဲ့နောက်ကိုဆုတ်သွားနောက်ဆုံးနောက်ဆုံးနဲ့ဆုတ်နေရတဲ့နေရာရှိတယ်ဆိုတော့တက်နေတဲ့ခုနောက်ပိုင်းမှာစစ်ကြောင်းတွေကိုသူဖြန့်ကျက်ပြီးတော့ထိုးတဲ့အင်အားတွေကိုထိုးထည့်ပြီးတော့တိုက်ဆိုင်ရှိရရင်တိုက်နေတဲ့သဘောတော့တွေ့ရတယ်ဒါကတော့ကျွန်တော်တက်ကိစ္စတွေ PNL နေနဲ့ကလည်းဒီဘက်မှာ last show တို့ဘာတို့မှာနောက် show တို့မှာအထိနာမှုတွေလာ last show မှာတော့ဟိုတက်ကအင်အားဖြစ်လိုက်တဲ့အတွက်ဒီဘက်ချမ်းမှာနောက် show ဘာတို့အင်အားတွေဟိုထွက်ပြေးမယ်ဆိုရင်ကြောင်မဲ့ဒီဘောထွက်ပြေးမယ်ဆိုရင်တော့သူ့မှာအင်အားပြဿနာရှိတယ်အဲ့တော့ PNL ကကြောင်ပိတ်မိသွားနိုင်တယ်အဲ့တော့နောက် show ကနေပြီးတော့ဘယ်ဘက်ထွက်မလဲဆိုတော့ကြောင်မဲ့ဒီဘောမှာမပြေးဘဲနဲ့ဒီဘက်ကိုဟိုဒီဘက်ကိုမိုးကိုဘက်ကိုတဲပြီးပြန်ပတ်ထွက်သွားရင်တော့ PNL နဲ့အသက်ရှင်ချောင်းမှာမဟုတ်ရင်တော့ PNL ကနေထိုင်နေဘေးကျန်ကျန်တွေ့မှာဘာကြောင့်လဲဆိုတော့ PNL နဲ့ SSPB ကလည်းမတည့်ဘူး တည့်ဘူးမတည့်ဘူးဆိုတော့အခု SSPB ကမတည့်ဘူးဆိုတဲ့နေရာမှာ SSPB နဲ့ DNL နဲ့ခြားကြတဲ့ဇာလန်တစ်ခုဖြစ်လာတယ်။အဲ့ဇာလန်ကိုအဲ့ဇာလန်ကိုကျွန်တော်တို့တရားဝင်ကြည့်တဲ့အခါကျတော့နှစ်ဖက်စလုံးကသတင်းထုတ်ပြန်တယ်။ DNL နဲ့ SSPB နဲ့ခြားကြတဲ့ဇာလန်နှစ်ဖက်စလုံးကသတင်းထုတ်ပြန်တယ်။အဲ့တော့ DNL ကဘယ်လိုထုတ်ပြန်လဲ SSPB ကဘယ်လိုထုတ်ပြန်လဲဆိုတော့ကျွန်တော် ပြပြမယ်။ SSPB ကအစထုတ်ပြန်တာဘယ်လိုထုတ်ပြန်လဲဆိုတော့ SSPB ထုတ်ပြန်လို့ဆိုတော့ဒီနေ့ကျွန်တော်23ရက်မနေ့10နိုင်ခွဲလောက်မှာတဲ့။မိုးမိန်မျိုးနဲ့မိုးဟောက်ကြီးပါအုပ်စု မိုးဟောက်ကြီးကတောင်ပေါ်မှာရှိတဲ့ SSPP ရဲ့တပ်စခန်းတည်ရှိရနေရဟိုတဲ့ TNL တပ်ဖွဲ့ကစစ်ကြောသုံးကြောင်းနဲ့ဝေရောက်ထိုးစစ်ဆင်တိုက်ခိုက်တယ်တဲ့အဲ့ SSPP ကပြန်လဲကုကံကောက်ခဲ့တဲ့အချိန်မှာမိနစ်နိုင်ငံအပြန်လာပြေခောင်းဖြစ်ပြီးတော့ပြေခောင်းဖြစ်ပြီးတော့နေရာနဲ့ TNL တွေပြန်လဲဆုတ်ခွာသွားတယ်တဲ့အဲ့တော့နှစ်ဖက်ပြေခောင်းကရရတ်သွားတယ်တဲ့နော်အဲ့တော့မိုးဟောက်ရွာရဲ့တိုက်ပွဲကတောင်ပေါ်ပြောရင်တော့ဘသူတည်တယ်ဘဝတည်တယ်ဘလောက်တည်တယ်ဆိုတော့မပြောဘူးဒါပေမဲ့မိုးဟောက်ရွာဘက်မှာရှိတဲ့ SSPP ရဲ့နော် SSPP ရဲ့ဟိုဟာဘောနော်အဲ တာစခန်းရှိတဲ့နေရာကို TNL တက်ဖို့ပဲဆက်ကြောင်းတုံးကလိုက်ထုတ်စစ်တိုက်ခိုက်တယ်ဆိုတော့သိကြသွားတယ်။ပြီးတော့ပြီးခဲ့တဲ့ဂျွန်လာ16ရက်တုန်းကလည်း TNL တက်ဖို့ဝင်တက်မှာ2 3 9အဲ့ဒါတွေကစုပေါင်းအင်အား200ကျော်လောက်နဲ့မိုင်းလုံးမိုးကုတ်ကနေမိုးမိတ်မြို့နယ်အတွင်းရှိမှာရှိတဲ့ SSPP ရဲ့စခန်းတွေကိုဘက်ကိုလာပြီးထိုးစစ်ဆင်ဝင်ရောက်နေရာချထားမှုတွေလုပ်တယ်တဲ့နော်။ပြီးတဲ့ပြီးခဲ့တဲ့ဂျွန်လာ15ရက်တုန်းကလည်းကြောင်မဲဟွန်စုရွာနာမှာ SSPP နဲ့ TNL ဘက်ကဖွဲ့နှစ်ဖက်ချမှာပြစ်ခတ်မှုတွေဖြစ်တယ်လို့ပြောတယ်။ဆိုတော့ဒါကတော့ SSPP ရဲ့ထုတ်ပြန်ချက်။ Okay ် SSB ရဲ့ပြောကြားချက်အရဆိုရင်တော့သူတို့ရဲ့စခန်းကို TNL ရဲ့16300လောက်လာတိုက်တယ်လို့ပြောတာနော်အဲ့တော့ TNL ထုတ်မယ်ချက်ကိုပြန်ကြည့်မယ် TNL ကဘယ်လိုထုတ်ပြန်လဲဆိုတော့ဒီနေ့ပေါ့နော်ဒီနေ့မနေ့ဆယ်နေ့ကျော်လောက်မှာတကြိမ်နဲ့17နေ့လောက်မှာတကြိမ်နဲ့နော်လက်နက်ငယ်တောင်းတက်မတော်တောင်းတက်ကိုတဲ့ TNL ကို SSB တက်ဖွဲ့ကခြုံခိုးပစ်ခတ်ပါတယ်နော်ဆိုတော့ TNL ရဲ့စစ်ကြောင်းတင်နေရကိုမော်လဝဲ7နိုင်ခွဲမှာဒီ3ချိန်ပေါ့လက်နက်ကြီးတုံးနဲ့ပြစ်ခတ်တယ်ပြောရရင်တော့ TNL ရှိတဲ့စစ်ကြောင်းရှိတဲ့နေရကို SSPD ကလက်နက်ကြီးနဲ့ပြစ်တယ်ချောင်းချောင်းပြစ်ခတ်တယ်လုပ်တယ်လို့သူကပြောတယ်နော်အဲ့တော့ SSBB တက်ခွဲအောင်ဟူးဆွန်တောင်စခန်းကိုတောင်းတက်မလို့လက်ရနေတဲ့အချိန်မှာခွန်အောင်ယူနေနေရာဝင်ယူတယ်တဲ့ခုနခုနပြောတဲ့နေရာပေါ့စခန်းပေါ့နော်အဲ့စခန်းကိုသူတို့ကဟူးဆွန်တောင်စခန်းကိုဒီ TNL တက်ကလက်ရနေတဲ့အချိန်မှာခွန်ကောင်းယူနေနေရာယူတယ်အဲ့ဒါကြောင့်မလို့တဲ့ပြီးခဲ့တဲ့ဂျွန်လ15ရက်နေ့မှာတောင်းအဖွဲ့နဲ့ SSBB အဖွဲ့ကြားမှာအပြန်လာပြစ်ခတ်မှုတွေဖြစ်ပြီးတော့သူတို့တက်ဖို့နှစ်ယောက်တည်ဆုံးသွားတာဖြစ်ခဲ့မှုတွေတဲ့ဆိုတော့ပြောရရင်တော့ခုနပြောတဲ့ဒီဒီဒီမိုင်းအရှမ်းပြည်နယ်ဘယ်လိုခေါ်မလဲမိုးမိုးဟောက်ယူအဲ့ဘက်ချမ်းယူအဲ့ယူနာကယူနာမှာရှိတဲ့ SSBB ရဲ့စခန်းကို SSB ကသူစခန်းကို TNL ရဲ့ဆက်ရောက်ဆုံးလာတာတွေတိုက်တယ်လို့ပြောတယ်ဟော SSB ပြောတာကနော်သူစခန်းကိုလာတိုက်တယ်လို့ပြောတာ TNL ပြောတာကြတော့သူ့စစ်ကြောင်းကို SSB က6မြောင်းပြက်ခတ်တိုက်ခိုက်တာလို့ပြောတယ်ဆိုတော့လက်နက်ကင်အဖွဲ့တွေကြားမှာသူတို့နဲ့သူတို့အချင်းချင်းတော့ပဲညှိလို့မရဘူးကြည့်နော်သူတို့ကကြည့်လိုက်လို့ရှိရင် SSB ရဲ့သူတို့သူတို့မှန်တယ်သူတို့ကိုလာလို့တာ SSB ပြရတယ်သူတို့လာ TNL ကသူတို့မှန်တယ်သူတို့ကိုဒီကောင်တွေလာလို့တာဆိုတော့အကုန်လုံးကကိုမှန်တယ်လို့ပဲလူတွေကြားမှာထုတ်ပြန်တဲ့ခါမှာငါတို့မှန်တယ်ဒီကောင်တွေငါတို့ကိုလာလို့တာဒီကောင်တွေကငါတို့ကိုလာလို့လို့ငါတို့ကဒီကောင်တွေလောက်ရတယ် ငါတို့မမှားဘူးဆိုတာမျိုးအကောင်လုံးကအခုချိန်မှာဖြစ်နေတဲ့လက်ကင်ဖွဲ့စည်းအကောင်လုံးကကိုမမှားဘူးကိုမှန်တယ်ငါမမှားဘူးမင်းမှားတယ်ငါမှန်တယ်မင်းမှားတယ်ဆိုတာနဲ့ပဲသူကအဆုံးဖြတ်ပြီးတော့ပြည်သူလူထုကိုဘာခေါ်လဲဆိုတော့ဟိုတိုင်တယ်နေရပေါ့ငါတို့တော့မမှားဘူးကွာဒီကောင်တွေလို့လို့ငါတို့ကလောက်ရတာပါငါတို့ကလုံးချင်တာမဟုတ်ပါဘူးအဲဒါမျိုးတိုင်တယ်ကြတာတွေ့ရတယ်ပွင့်လည်းပြောရရင်တော့အဲ့ဒီတိုင်တယ်ချက်တွေအကောင်လုံးကကိုကူအပြစ်လွတ်ဖို့အတွက်ကိုဟိုမိုးရွာတာကိုထက်လက်နဲ့ကားမိုးချွတ်ပြတာကိုထက်လက်နဲ့ကားကိုချူးသွားတာနော် ဆိုဟိုပါလဲဆိုအိုးရောဆောင်းရတယ်ပေါ့စင်စင်သေးစင်သေးကိုစစ်တည်နေတဲ့ဘုံကိုကြိုးစားတယ်လောရတာလည်းဖြစ်တယ်တကယ်တမ်းကျတော့ပုံနဲ့ပြောရရင်တော့အကုန်လုံးဟာအကျိုးစီးပွားပဲနည်းမြေပိုင်ဆိုင်မှုကြီးကြီးမားမားရပြီးတော့အကျိုးစီးပွားဖြစ်မှုပဲစဉ်းစားကြတာသဘောပေါ့နော်ဆိုတော့ကျွန်တော်တို့ပုံနဲ့ပြောရမယ်ဒီနေ့ဒီချိန်မှာလက်နက်ကင်အဖွဲ့စည်းအကုန်လုံးပြောချင်တယ်တမ်မတော်ရင်ဆိုင်တိုက်ခိုက်နေကြတဲ့အဖွဲ့စည်းအကုန်လုံးခင်ဗျားတို့လက်ရှိရရှိထားတဲ့နည်းမြေတွေကိုနှစ်ဘလောက်ကြာကြာခင်ဗျားတို့ကခင်ဗျားအကောင့်ပြန်စဉ်းစားကြဖို့လိုပြီနော်တခါလေကျွန်တော်ယူလွှဲမိတာခင်ဗျားတို့ကလည်းကိုယ့်အကောင့်ကိုခေါင်းအေးတိုင်းစဉ်းစားဖို့လိုတာ ်ငါတို့ဒီနေမျိုးတွေဘယ်နှစ်နှစ်ကြာကြာဘယ်နှစ်နှစ်ကြာအောင်ငါတို့ထိထားနိုင်မလဲထိထားနိုင်အောင်ဆန်းငါတို့မှရှိမလဲတခါကျရော့မင်းတို့လက်ထဲမှာထိထားကြည့်စမ်းမင်းတို့ထိထားတာအချင်းတစ်ချင်းတော့ငါတို့ထိထားငါတို့ထိထားတာကိုမင်းတို့ကလာလုယူတယ်โอเคရော့မင်းလက်ထဲထိလိုက်မင်းထိထားကြည့်စမ်းဆိုပေးတာအဲ့တော့မင်းဘယ်လောက်ကြာကြာမင်းကိုမင်းတောက်ခံပြီးထိထားနိုင်မလဲဆိုတာမျိုးတက်ကစမ်းတက်ပြီးတော့ဟုတ်တချို့ညာလက်လွတ်လက်လွတ်ခံပြီးတော့သွားဆိုလွတ်ထားတယ်ပုံတော်မျိုးတော့ကျွန်တော်တို့မြင်လာတယ်အဲ့တော့စောက်ကြည့်ကြတာပေါ့ဗျာလက်နက်ကင်ဖွဲ့စည်းတဲ့အကုန်လုံးမြင်နေတာရှင်းရှင်းလေးတက်ကတကယ်ထိုးစစ်ဆင်လာရင်မင်းတို့ဘယ်လောက်တောက်ခံနိုင်မှာလဲဆိုတော့မေးခွန်း ဖြေဖို့လိုပြီလို့ပဲပြောရင်းနဲ့ဒီလိုတော့ဒီလောက်ပါပဲအားလုံးပဲကိုသာသင်ရှိပါတိုက်ပြီးစေလမ်းထားပါတစ္ဆာရှိခုလိုတဲ့နေကိုပြောပါမယ်ကိုကြုံမျိုးမျိုးကိုလည်းချစ်တော်ကြပါတယ်